အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခပါဒီနေ့မှာကျုံမိတ်ဆွေများအတွက်ဒီလာမယ့်စတတပိုင်းအတွက်ဗုဒ္ဓသာမင်အတွက်အိမ်တော်ရေးစီးပွားရေးငွေကြေးလှုပ်ကမ်းပညာရေးစုံလျောင်းလေးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဘီရနောက်မှာကျော်ရတရားလေးလည်းပေးမယ်ဒီရတရားလှုပ်ထားမယ်ဆိုရင်ဒီစတတပိုင်းမှာဗုဒ္ဓသာမင်အတွက်ကံကောင်းခြင်းတွေ ကုစီကိုရောက်လာမှာဖြစ်ပါတယ်ရတရားဖျောက်လှုပ်ပေးပါကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာမေလိုလေးမစတင်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ် ဒီဗီဒီယိုမြင်တာနဲ့ဝေမျှခြင်း share ခြင်းလောက်လောင်းလောင်းမိပါနဲ့ခင်ဗျာခုလိုမျိုးပဲဗုဒ္ဓသာရိပုတ္တိဆက်တလပိုင်းမှာကံညက်နေတဲ့ကံမကောင်းဆိုရင်အခုကြောင့်တင်မိတဲ့ဗီဒီယိုလိုက်တွေ့ပြီးတော့တို့တွေရတရားလိုက်ချီလို့ဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ကလည်းထပ်တူကုလိုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ share ဝေမျှခြင်းလောက်လောင်းလောင်းမိပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာ ီလာမယ်စတလပိုင်းမှာဗုဒ္ဓသားမိတွေကံကောင်းနေလားကံဆိုးနေလားနှခုမေးရင်ကောင်းအားက60လောက်ရှိနေပါလေတိထားရမှာ40လောက်ရှိတယ်။ဘာတွေကကောင်းနေတာလဲဘာတွေတိထားရမလဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေအကျဉ်းအဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကလည်းနည်းနည်းလေးတိထားပါခင်ဗျာ။ကိုစုဆောင်းထားတဲ့ငွေအကျဉ်းတွေ ဒါတစားတစားထွက်သွားတာမျိုးငွေတွေကုန်ကျများနေတာမျိုးတွေကြုံတွေ့နိုင်တယ်အထူးတိထားရမှာကငွေချီတောင်တွေအမခဏတွေမလိုတဲ့ကိစ္စတွေမလိုတဲ့အရာတွေမွေမိအောင်အထူးပြုဆိုင်ပါခင်ဗျာငွေကြေးစုဆောင်မှုအားကနေတဲ့အတွက်ကြောင့်မို့ကိုစုဆောင်ထားတဲ့ငွေကြေးကလည်းဖြည်းဖြည်းနဲ့ဒါထွက်သွားမယ်ဆိုလာလာပြေတဲ့ကြောင့်ငွေကြေးအောက်စာပစ္စည်းနဲ့မအပ်မဲ့ဆိုရင်အထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကကြံပြချင်ပါတယ် မိတ်ဆွေကနဲ့ပတ်သက်မယ်ဆိုရင်เนาะအချိုးပေးတဲ့မိတ်ဆွေကအများကြီးရှိတယ်အချိုးပေးတဲ့မိတ်ဆွေတကယ်ကြောင့်ကိုယ်မှာအစဉ်ပြေးသားတွေအောင်မြင်တာတွေအလောက်တိုင်းတွေအစဉ်ပြေးသားတွေကြုံတွေ့နိုင်တယ်အထူးဒီထားရမှာကလူရောတော့မထားသေးဘူးကိုယ်အရန်ယုံကြည်ရတဲ့လူအောင်ကိုယ်တစ္ဆာဖောက်တတ်ပါတယ်တချို့ပဲเนาะ တော်တော်များများကတော့ကောင်းတယ်တချို့တယောက်စားနှစ်ယောက်စားကကိုရမ်းယုံကြည်ရတယ်ပြောကိုတစ္ဆာဖောက်တယ်ဒီချက်တော့အထူးမြှုပ်ဆိုင်ပါခင်ဗျာအကျိုးမပေးဘူးလားမေးတော့အကျိုးပေးတဲ့သူတွေကလည်းအများကြီးရှိလို့ကိုတစ္ဆာဖောက်တဲ့သူကလည်းရှိနေပြန်ရောဒါကြောင့်အကောင်းနဲ့အဆိုးနဲ့ဒွန်သွဲနေတယ်လာတလာဖြစ်တယ်မိတ်ဆွေကငငယ်ချင်းကနေပတ်သက်မယ်ဆိုနော်မိသားစုရင်းနဲ့ပတ်သက်အရန်ကောင်းပါလေခင်ဗျာမိသားစုထဲမှာနားလည်မှုလွဲနေတာတွေကိုရဲ့ညီကိုမောင်နှမမိဘတွေနဲ့အဆင်မပြေဖြစ်နေတာတွေနားလည်မှုတွေလွဲနေတာတွေပြန်လဲနားလည်မှုရတာမျိုးတွေပြန်လဲအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်တယ် ကိုယ့်ရဲ့မိသားစုထဲမှာဆက်တွေ့ပြက်နေတဲ့သူတွေအဆက်အသွယ်များတဲ့သူတွေရှိတယ်ဆိုရင်လည်းပြန်လည်ဆက်တွေ့ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။အရန်ကောင်းနေတာတို့ကအိမ်ချမ်းမြေနဲ့ပတ်သက်တာအရန်ကောင်းပါတယ်။အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အိမ်ဝယ်မှာလားအိမ်ရောက်မှာလားအိမ်ချမ်းနဲ့ပတ်သက်မယ်ဆိုရင်ဘာပဲလို့လို့အကျိုးပေးနေလဲလာတာဖြစ်ပါတယ်။အရန်ကောင်းပါတယ်။လူငယ်တွေအရန်တစ်ချင်တဲ့အခြေအနေနဲ့ပတ်သက်တာဂရုစိုက်စေခြင်းပါတယ်။အခြေအကိုအာရုံတိတ်မထားစေခြင်းဘူး။ ဗုဒ္ဓသာသမိတွေအချစ်ကိုအာယုံစိုက်တာများရင်အာယုံထားများရင်ကိုယ့်ရဲ့ကျမ်းမာရေးတွေနောက်ကိုယ့်ရဲ့အလောက်ကိုင်းတွေစီးပွားရေးထိခိုက်တတ်ပါတယ်။ဒါကြောင့်အချစ်နဲ့ပတ်သက်မယ်ဆိုအညံ့ပိုင်းမှာနည်းနည်းရှိတဲ့ကြောင့်မို့အချစ်ကိုအာယုံအရင်မစိုက်သေးပါဘူးခင်ဗျာ။နောက်တစ်ခုကကောင်းနေတာကကိုကစမ်းပွေနေတဲ့ကာလတစ်ခုဖြစ်တယ်။ပြောဆိုများအောင်မြင်နေပြီးတော့လူချင်းလူခင်များတဲ့လှလာဖြစ်တယ်။စမ်းပွေနေတဲ့ကာလဖြစ်တဲ့ကြောင့်မို့အရင်ကောင်းပါတယ်ခင်ဗျာ။အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့တခုတစ်ခိထားရမှာကပေါဝင်ကျင်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်အောင်ရေးတွေ ထိခိုက်ပြုပဲပြည့်စည်တတ်ပါတယ်ဒါအိမ်ောင်ရေးနဲ့ပတ်သက်မယ်ဆိုရင်ဂျားစကားတွေဘေးစကားတွေနားမထောင်နဲ့နားမယောင်နဲ့ဘေးရစကားတွေနားထောင်နားယောင်မယ်ကိုယ့်အိမ်ောင်ဘက်ကိုတွားပြောမိမယ်တွားဆိုမိမယ်ဆိုရင်နားလည်မှုတွေလွဲပြီးတော့အိမ်ောင်ရေးတွေပြုခါဖြစ်တတ်ပါဒါကြောင့်ကျွန်တော်ပြောတဲ့အချက်ကိုအထူးပြုဆိုင်ပါခင်ဗျာကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ကျမကြီးညံ့နေတဲ့သူတွေတော့ကျမကြီးမကောင်းတဲ့သူတွေဒီလိုလမျိုးမှာကျမကြီးပြန်လဲကောင်းမွန်တာမျိုးတွေအနာနဲ့စီရင်တိတ်တာမျိုးတွေကြုံတွေ့နိုင်တယ်ကျမကြီးပတ်သက်ရင်လည်းအရန်ကောင်းပါတယ် ဘာသာတရားနဲ့ပတ်သက်ရင်လည်းကောင်းပါလေခင်ဗျာဘာသာတရားလေးတို့များများလောက်ကြည့်အောင်ဖြင့်လက်ဆွင်ခြင်းတော့ငွေကြေးတွေဝင်ခြင်းတော့ကံကောင်းခြင်းတွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဘာသာတရားကိုလည်းများများလေးလုပ်စေချင်ပါတယ်ကိုယ့်ရဲ့ဘာသာအလိုက်လေးပေါ့နော်ဘောထုတာသမီးဖေဖေမေမေအနေနဲ့တော့ကို့မှာတားလေးမွေးထားတဲ့ဆိုရင်အထူးပြုစိုက်ပါသားတွေကကိုဒုက္ခပေးတတ်တယ်ပြောဆိုသည်။မနာထောင်တာမျိုးသူတို့လုတ်ချတိုင်းစိုးလုံနေတာမျိုးမဇာကနာကိုဒုက္ခပေးတာမျိုးတွေကြုံတွေ့နိုင်တဲ့အကြောင်းမို့တားမွေးတာနဲ့ဖေဖေမေမေရဲ့အထူးယူဆိုင်ပါလို့အကြံပြုချင်ပါတယ်။ တမီးမွေးရတယ်တမီးမိန်းကလေးတွေရှိတယ်ဆိုရင်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်တမီးရဲ့ကောင်းကျိုးလေးတွေကိုရရှိမှာဖြစ်တယ်ကိုယ့်ရဲ့တမီးကပြောဆိုရခက်နေတယ်ဆိုရင်ဒီလိုဆက်သလပိုင်းမှာပြောဆိုဆုံးမရမယ်ဆိုရင်အလွယ်တကူနားထောင်တာမျိုးနားခံတာမျိုးတွေတော့ကြုံတွေ့နိုင်တယ်တမီးကျိုးတော့ခံစားရမယ်လာတလာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်အားကောင်းနေတဲ့လာလာဖြစ်ပါတယ်ဘုရူတာရီတွေเนาะပညာရေးနဲ့ပတ်သက်ပြီးတော့ပြည်မြအောင်မြင်တာမျိုးတွေဇာကောင်းတမကောင်းအကူအညီထောက်ပံ့တွေမိဘဆွေမျိုးအထောက်ပံ့တွေရရှိမယ် တခုထိသားရောက်မှာကမိတ်ဆွေအကျိုးမပေးပါဘူး။နော်တငယ်ချင်းပေါင်းမှမှုကြောင့်ကိုယ့်ရဲ့ပညာရေးတွေနှောင့်နှေးတာမျိုးအဆင်မပြေတာမျိုးတွေဖြစ်နိုင်နေ။ဒါကြောင့်မို့တငယ်ချင်းပေါင်းတဲ့နေရာမှာထူးထူးဆိုင်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လာတလာဖြစ်ပါတယ်။အလောက်တစ်စတင်ချင်တာလားအလောက်တစ်တိုးချဲ့ချင်တာလားအလောက်ပြောင်းဆွေးချင်တာလားအလောက်လက်မဲ့ဖြစ်နေတာလားဘယ်လိုလုပ်မစိုးနော်အဆင်ပြေမယ်လာတလာဖြစ်ပါတယ်။အလောက်ကိုင်းမရှိတဲ့သူတွေနေကတော့ဘေးရွက်နောက်မှာကြောရေတရာလေးပြီးမယ် ဒီရတဲ့အောင်လှုပ်ခြင်းအားဖြင့်အလုပ်တွေမကြခင်မှာရရှိတာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်။ကိုယ်နဲ့တက်တော်တဲ့အလုပ်ပေါ့တေချာပေါင်းရရှိမှာဖြစ်ပါတယ်ရတဲ့အောင်ဖြစ်အောင်လုပ်ပေးပါအခြေညက်နေတာပဲဖြစ်ဖြစ်အိမ်တော်ညက်နေတာပဲဖြစ်ဖြစ်ကျမညက်နေတာဖြစ်ဖြစ်ရတဲ့အောင်လှုပ်လှဲ့ခြင်းအားဖြင့်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အချို့တော့ပေးနေပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးကံနဲ့ပတ်သက်ပြီးတော့ကံဆန်းခြင်းတွေဆိုရင်တော့လေးပါတဲ့နံပါတ်တွေကအကျိုးပေးပါတယ်လေးပါတဲ့နံပါတ်တွေကကိုယ်စိုးမိုးနေတဲ့နံပါတ်ဖြစ်ပါတယ် ကံကောင်းနေတဲ့အယောင်ကအဖြူယောင်လေးတွေဖြစ်တဲ့တိမ်ပြာယောင်လေးတွေဖြစ်တဲ့အဖြူယောင်တိမ်ပြာယောင်လေးတွေကိုအရေးကြီးတဲ့အချိန်မှာရည်ရည်ကိစ္စတွေမှာဝတ်ဆင်ချင်အောင်ပြီးကံကောင်းမှုတွေတွေရရှိမှာဖြစ်ပါတယ်။ယခုဒီထားရမှာကဒီစက်တလပိုင်းမှာခီးဝေးသွားတာတွေခီးထွက်တာတွေတော့လုံးဝလုံးဝလုပ်လို့မရပါဘူးခင်ဗျာ။ခီးဝေးသွားမယ်ခီးထွက်မယ်ဆိုရင်အညက်လေးတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါလေဒါကြောင့်မို့လန်ခီမှာအစမပြေတာမျိုးပိတ်ပင်အသားစီအဟန့်အတိုင်းတို့ကြောင့် ကိုတွားချင်တဲ့ခီကိုလွယ်လွယ်နဲ့မရောက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ရက်ဝေးတွားမဲ့သူတွေခီထက်မဲ့သူတွေအထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။အတူချောင်းလေးကျွန်တော်ပြန်ပြောရမယ်ဆိုရင်တော့ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကဂယူဆိုင်ပါကိုစုချောင်းလာတဲ့ငွေကြေးတွေပလုံသွားတတ်ပါလေ။မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်အစိုးအကောင့်နဲ့တွင်တွင်းနေတဲ့ကာလပြည့်တော့ကြောင့်မို့လူယုံမထားသေးပါဘူး။ မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လလပြောရကြမို့မိသားစုရေးမှာအဆင်ပြေပါတယ်အခြေအနေပတ်သက်မယ်ဆိုရင်အာယုံတိတ်မဆိုင်ပါနဲ့အခြေအနေပတ်သက်ပြီးအာယုံဆက်မိမယ်ဆိုရင်စီးပွားရေးတွေကျန်းမာရေးတွေထိခိုက်တတ်ပါတယ် အရန်ကောင်းနေတာဆန်းပွေနေတာဖြစ်တယ်နော်ပြောဆိုမြအောင်မြင်နေအိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်ဘေးစကားတွေနားမထောင်နဲ့နားမယောင်ပါနဲ့နားထောင်နားယောင်မယ်ဆိုအိမ်တော်ကြီးတွေထိခိုက်ပြိုကွဲပျက်စီးတတ်ပါတယ်ကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်ရန်ကောင်းပါတယ်ကျမကြီးညနေသူတွေအနာနဲ့ဆေးနဲ့တဲ့ဝါတာမျိုးကျမကြီးတွေတက်တာပြောင်းကင်းတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဘာသာတရားနဲ့ပတ်သက်များများလှုပ်ချင်အောင်ပြီးစီးပွားရေးလုပ်ကိုင်တွေအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်တာရီကန်နဲ့ပတ်သက်မယ်ဆိုရင်တာကျိုးဟာတိတ်ခံစား권မရှိဘူးတမိကျိုးကခံစား권ရှိပါတယ် ဘာသာတရားနဲ့ပတ်သက်ပြီးတော့မများလောက်ချင်အပြင်လက်ဆွေနိုင်လက်ပွေတာတွေငွေပြန်တွေဂျုံတွေ့နိုင်ပါတယ်အလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ဘယ်လောက်မယ်ဆိုအချိုးပေးရင်ကာလာထဲမှာရှိတယ်စတင်ချင်တာလားတိုးချက်ချင်တာလားအဆင်ပြေပါတယ်ကန်နဲ့ပတ်သက်ပြီးတော့ကန်ဆန်းလို့ရပါတယ်ကန်ကောင်းနေတဲ့အကြောင်းလေးပြောပြခဲ့ဖြစ်တယ် key way တွေတော့မတွားသိပါဘူးမထွက်သိပါဘူးခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်ရေတရားကိုကျွန်တော်တူတူလိုက်လုပ်ကြမယ်ခင်ဗျာဒီရေတရားလိုက်လုပ်ခြင်းအပြင်ဒီဆက်တလပိုင်းမှာကန်ကောင်းမှုလေးတွေဗိုလ်တာမီတွေရရှိမှာဖြစ်ပါတယ် ဲဒါဆိုရင်ကျွန်တော်တို့တူလိုက်ကြည့်ကြမယ်ခင်ဗျာလောက်ရမယ်ရေတရားကမခက်ပါဘူးလွယ်ကူပါရယ်ဗုဒ္ဓနေမနက်9:45နဲ့9မိနစ်မှာဖန်ပလင်းလေးနော်ရအောင်ရှာဖန်ပလင်းထဲမှာရေတဝက်ကျဲလောက်ထက်ပြီးရင်ကစွန်ပင်ရအောင်ရှာကစွန်ပင်က15ပင်ဖြစ်နေရပါမယ်အမြင့်ပါရင်ပိုကောင်းတယ်အဲ့ဒီဖန်ပလင်းထဲမှာကစွန်ပင်ကိုစင်တန်အောင်လေးစိုက်ပြီးပေါ့နော်မစင်နဲ့ရတယ်ဘာမှမဖြစ်ဘူးဖန်ပလင်းထဲကို15ပင်တိတိကိုစိုက်ပြီးတော့ကိုယ့်ရဲ့ အဲအဲ့ရာပေးတော့လောက်ကောင်းပေါ့မြင့်မြတ်တဲ့နေရာမှာဖះကြောင်းဆောင်တော့သမတင်တယ်နော်ဟိုမြင့်မြတ်တဲ့နေရာလေးမှာထားရပြီးတော့စင်တန်သွားမယ်ဆိုရင်ပူပြီးတော့ကောင်းတယ်မစင်တန်ဘူးဆိုရင်တော့တိုက်မကောင်းပေါ့နော်ဒါမဲ့ခြေလိုက်ပါဘာပဲဖြစ်ဖြစ်ခြေလိုက်ပါအဲ့ဒီနေရာကိုခြေချင်းအားဖြင့်ဒီစက်ရပိုင်းမှာ ကံကောင်းမှုတွေရရှိလာမှာဖြစ်တယ်အိမ်တော်ရေးစီးပွားရေးငွေချေလောက်ကစရရအဆင်ပြေသွားမှာဖြစ်တယ်လွယ်ကူတယ်နော်ကစုံပင်15ပင်ကို စိုက်ပေးရမှာပဲဖြစ်ပါတယ် တရားတရားအောင်ဖြစ်အောင်လုပ်ပေးပါခင်ဗျာရတရားကရန်လွယ်ကူပါတယ်တရားတရားအောင်လှုပ်လှိုက်ခြင်းအပြင်ဒီစက်တလပိုင်းမှာကံကောင်းမှုတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကြုံမိတ်ဆွေတွေကိုကျွန်တော်ကူညီတခုတောင်းချင်ပါတယ်ဗီဒီယိုအဆုံးမတိုက်ခင်မှာဒီဗီဒီယိုမျက်နှာနဲ့ like share ဖို့လိုအပ်နေဖို့မမေ့ပါနဲ့ခင်ဗျာကြုံမိတ်ဆွေတွေနှစ်အဆနှစ်ဆုံးကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ဝင်ခြင်းနဲ့ပြည့်စုံပြီးပျော်စွင်သောမိသားစုပွားပျော်စွင်သောချစ်တော်ပေါ်နေပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ